ကြောက်ကဆဲရဲ့ဆိုတာဘာပြောတာလဲဒီတစ်ခါတော့ဘိုးဆူလအနေနဲ့ကြောက်ကဆဲရဲ့အကြောင်းကိုပြောပြမှာတချို့လူတွေကတပတ်ကို2ချိန်3ချိန်လောက်ကြောက်ကဆဲရတယ်ဆိုတဲ့စကားကိုသင်တို့ပတ်ဝန်းကျင်မှာကြားဦးမယ်ထင်ပါတယ်ဒီနေ့မှာတော့ hemodialysis လို့ခေါ်တဲ့ကြောက်ကဆဲခြင်းဆိုတာဘာလဲဆိုတာကိုနားလည်လွယ်အောင်ရှင်းပြပေးသွားပါမယ်တင်းရင်ကြောက်ကတွေဟာခန္ဓာကိုယ်ရဲ့ရေစစ်စကားတွေနဲ့တူပါတယ်နေ့စဉ်သူတို့ဟာတင့်သွေးကိုတန့်စင်ပေးတယ်ဆွံ့ပစ္စည်းတွေကိုဖယ်ရှားပေးတယ်ရေပိုတွေကိုထုတ်ပေးတယ် ခန္ဓာကိုယ်ဟန်ချက်ညီအောင်ထိမိထားပါတယ်။ဒါပေမဲ့ကြောက်ကက်တွေအရင်အားနေသွားရင်သို့မဟုတ်ကောင်းကောင်းအလုံးလုံးနိုင်တော့ရင်သွေးကိုမတန့်စင်နိုင်တော့ပါဘူး။သွေးတွေမတန့်ရင်ခန္ဓာကိုယ်အတွင်းမှာအန္တရာယ်ရှိတဲ့အဆိပ်တောက်တွေစုပုံလာပါတော့တယ်။ဒီနေရာမှာ hemodialysis လို့ခေါ်တဲ့ကြောက်ကက်ဆဲခြင်းဟာဝင်လာပါတယ်။ hemodialysis ဆိုတာကြောက်ကက်တွေမလုံနိုင်တဲ့အလုပ်ကိုလုပ်ပေးတဲ့ကုသမှုတစ်ခုပါ။တင့်သွေးအတွက်အဝိရှော်ဆက်တလုံးကိုမြင်အောင်ကြည့်ပါ။တင့်သွေးကိုဆက်တလုံးနဲ့သွင်းပြီးတန့်စင်လိုက်ပြန်ထုတ်လိုက်တဲ့လောက်တာပါ။ ကြောက်ကဆေးတာဘလို့အလုပ်လုပ်လဲဆိုတာကိုရှင်းပြပါမယ်။ကြော်ပြောင်းတဲ့ပြုံလေးနဲ့တင်လက်မောင်းလေးကသူ့ကိုထုတ်လိုက်ပါတယ်။ဒီသူ့ရဲ့ဆက်ထဲကနေစစ်ထုတ်တဲ့စနစ်တွေကိုစီးစင်းသွားပါတယ်။ဒီစစ်ထုတ်တဲ့စနစ်ကိုဒိုင်ယာလိုက်ဇာလို့ခေါ်ပါတယ်။ဒိုင်ယာလိုက်ဇာကိုကြောက်ကအတူတလုံးကိုတတ်မှတ်လို့ရပါတယ်။ဒီစစ်ထုတ်တဲ့စနစ်ထဲမှာအညစ်အကြေးတွေအစိတ်အတောက်တွေဂျီပူတွေအားလုံးဖယ်ရှားပစ်လိုက်ပါတယ်။တန့်စင်ပြီးသွားရင်ဆက်ကနေတန့်ရှင်းနေတဲ့သူ့ကိုခန္ဓာကိုယ်လေးကိုပြန်ပို့ပေးပါတယ်။ဒီလုပ်ငန်းစဉ်တစ်ခုလုံးက ၃၄နာရီလောက်ကြာတတ်ပါတယ်။လူနာအများစုကတပတ်ကို၃ချိန်လောက်တော့ကြောက်ကဆေးဖို့လိုပါတယ်။မနာကျင်ပေမဲ့ဆက်ကခန္ဓာကိုယ်ကာကွယ်ဖို့အတွက် ဖြည်းဖြည်းချင်းနဲ့ဂရုစိုက်ပြီးလုပ်လို့လာကြောင်းပင်မနဲ့လိုလိုခံစားရနိုင်ပါတယ်။ဘာလို့ကြောက်ကဆေးဖို့လိုတာလဲ။သူတို့မှာနာလာရှည်ကြောက်ကယောဂါ၊စီချိုယောဂါ၊ကျေလိုယောဂါသို့မဟုတ်ကြောက်ကအလုံးမလို့တဲ့ကိစ္စနာရှိနေလို့လား။ကြောက်ကတည်းကသူ့ကိုမတန့်စင်နေတဲ့အခါဟီမိုဒိုင်လိုက်စစ်စာအသက်ကိုကယ်တင်ပေးတဲ့ကုသမှုတွေဖြစ်လာပါတယ်။ လူနာတွေဟာကြောက်ကဆင်းနေရချိန်မှာတော့မလုံလောက်တာစာသင်္ကာလိုမျိုးပုံမှန်မိုးအနေနဲ့နေထိုင်နိုင်ကြပါတယ်။တချို့ကတော့လပိုင်းတော့တချို့ကတော့နှစ်ပိုင်းလောက်ထိဆင်းနေရပြီ။တချို့ကျတော့ကြောက်ကအစားထိုးကုသမှုခံယူနိုင်တဲ့အထိဆင်းနေရတတ်ပါတယ်။ဆင်းကြကြောက်ကယောဂါကိုပျောက်ကွင်းစေတာမဟုတ်ပေမဲ့ခန္ဓာကိုယ်အသက်ရှင်မီတည်ငြိမ်အောင်ကုညီပေးနိုင်ပါတယ်။ဒီချက်ကိုတော့မှတ်ထားစေချင်ပါတယ်။ဟီမိုဒိုင်လိုက်စစ်ဆိုတာပြည့်တံတစ်ခုမဟုတ်တော့ကြောက်စရာတစ်ခုလည်းမဟုတ်ပါဘူး။ ဒါလူတွေကိုပို့ပြီးတော့အချိန်ရအောင်အသက်ရှင်အောင်ကုညီပေးတဲ့စက်တလုံးမှာကြောက်ကတည်းပင်မနွားရနေတဲ့အခါခန္ဓာကိုယ်ထောက်ပံ့ကုညီပေးတဲ့နည်းလမ်းတစ်ခုပါဒါကြောင့်နောက်တစ်ခါဟီမိုဒိုင်လိုက်ဆစ်ဆိုတဲ့အကြောင်းကိုကြားရင်တင့်သွေးကိုတန်ဆင်ပေးတယ်လူနာကိုကာဝယ်ပေးတယ်သူတို့ဆက်လက်အသက်ရှင်လန်ခွင့်ပေးတဲ့အထူးဆက်တမျိုးလို့မှတ်ယူလိုက်ပါတင့်ကြောက်ကကိုပြုဆိုင်ပါနေ့စဉ်ရေလုံလောက်အောင်တောက်ပါတင့်ကြောက်ကတည်းကတင့်တို့အပြည့်အဝစူးစမ်းပြီးအလုပ်လုပ်နေကြပါတယ် tú lo vamos a hacer